ဟယ်လိုအားလုံးပဲမင်္ဂလာပါ Vice Sport နဲ့ပြန်လေးကြိုးစားပါနဲ့ခင်ဗျာအခုတင်ဆက်ပေးချင်တာကမင်းကြတဲ့ဝါချိုကြီးဒါ National League ဘွဲ့နဲ့ရှင်မင်္ဂလာရဲ့အချိန်မှာပြင်သစ်တို့ဒါစပိန်တို့ဂျာမနီတို့ပိုတူဂီတို့ကျွန်တော်ရေနောက်ဆက်ကိုတူသွားတယ်နောက်ဆက်ဆိုတာဒီနေ့မင်းကြတော့ quarter final ပေါ်စင်တယ်နောက်ဆက်မင်းဆက်မှာဆိုတော့ဂျာမနီကအေရှန်ပြိုင်ကံကျင်းပပြီးတော့ဟာစပိန်နဲ့ဂျာမနီ sorry စပိန်နဲ့ပြင်သစ်တို့တွေ့မှာဖြစ်ပေအပ်ပြီးတော့ဂျာမနီနဲ့ပိုတူဂီတို့စီးဖိုင်အောင်တွေ့ကြမယ်လုံးဝဟို specialist ဒါ တင်ကြီးတွေစီးပိုင်းမှာလားဆုံးမှာဆိုတော့ nation ရဲ့ဒီနေ့ကတော့လုံးဝကိုဒါကြီးရှုစရာရောအရင်စိတ်စိတ်စိတ်လုံချစရာအလုံးကိုပေးဆွနေတယ်ကိုလာပိုင်းမှာဆိုလေတကယ်တော့သူတို့တွေ nation leader ဖြစ်မယ်သူတို့ကအတင်းကြီးချင်းချင်းတွေ့လို့ကြတော့ဗျာအတွင်းကအရန်ကိုချုပ်ချုပ်ကောင်းတယ်ဒါလုံးဝကိုမရှိုးတော့ဆွေးနေသူကစားခဲကြရဆိုတော့အင်းကျောင်းတော်ကရန်စားကြီးကောင်းဖလားရန်စားကြီးယူပသားတို့ကရန်စားကြီးကျောင်းတော်ကရန်စားကြီးနဲ့သူတို့တွေအလုံး ချကြတဲ့ပွဲစဉ်တွေဘယ်လို Nation League မှာ Quarter Final ကိုကြည့်လို့ကောင်းလို့လာမယ့် Semi Final မှာလည်းကြည့်လို့ကောင်းမယ်ဒီနှစ် Nation League ရဲ့ဘယ်သူကချန်ပီယံဖြစ်မယ်ဆိုတာကတော့လောကကိုခံမှန်းလို့ကခက်နေပြီဗျာပြင်တာကဘာလဲကျွန်တော်တို့ Nation League မှာဘယ်သူကချန်ပီယံဖြစ်မယ်ဆိုတာတော့ကျွန်တော်သိကြမသိဘူးတော့ကျွန်တော်ပြင်တဲ့စကားက ဟိုနေတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေတာဟိုနေတို့ကသူတို့တွေပြီးခဲ့တဲ့ပွဲစဉ်မှာ Damas ကိုကျွန်တော်တွေရှုံးထားတယ်။ Damas ရဲ့အိမ်ဝဲမှာသွားကစားတဲ့အချိန်မှာ Damas ကအတိုက်စင်မှုခွိုင်လန်းရဲ့ကိုတကိုးနဲ့ OTV ရှုံးသွားတယ်။အဲ့ဒီအချိန်မှာ Wildland ကဒိုလေးရဲ့အဝဲခံစတိုင်နဲ့လုံးဝအဝဲခံနေတဲ့အချိန်မှာသူဟောပေါ့ပြီးခဲ့တဲ့ကတော့ဒိုလေးကိုမလေးစားဘူးဟိုနေတို့မလေးစားရဲ့အမှုရာကြီးပါညာကိုပြောကြတယ်။ဒါပေမဲ့ဒါဒိုလေးတို့ပြောတာကဒါဒီသူမလေးစားရဲ့အမှုရာမဟုတ်ဘူး။ဒါ တို့ကြီးဒါကျွန်တော်လူလောက်တာကမလေးစားမဟုတ်ပို့ပြီးတော့တောင်းမယ်ကိုင်းရယ်ဆိုပြီးပြောထားဒါပေမဲ့နောက်ကျော့ပေါ်တူဂီရဲ့အင်္ဂလိပ်မှာဆိုရင်တော့ဝိုင်လိုင်းနဲ့မင်းအောင်ဝဲခံမှာဟုတ်ဘူးနောက်ကျော့အင်္ဂလိပ်ဘက်မှာငါအောင်ဝဲခံရယ်ဆိုပြီးဒူလေးပြောထားတယ်ခွန်လေးတို့ကအဲ့လိုပြောတဲ့အချိန်မှာတို့ကြီးသူစကားဟာတော့တည်တယ်ဆိုတော့မလေးမြအပွဲစီရန်တက်တည်ပဲတော့မှဘူးကျွန်တော်တို့ဒါကိုကိုကျွန်တော်တို့ပြိတ်ပြီးတော့သူ့ရဲ့ဟော်လန်ကိုရမ်းပြီးတော့ အောင်မဲ့ခံငါပဲပိုင်ရဆိုပြီးတော့အောင်မဲ့ခံသွားတယ်ဒါ fight 2ဆိုရတဲ့နိုင်ဘွဲကိုပေါ်ဆောင်နိုင်ခဲ့တယ်ဟိုနေ့တော့ကသူအခုဆိုရင်အတက်ကကျော်40ရောက်နေတဲ့သူကိုတက်ကိုလည်းအတက်ရဆိုတာကင်ကင်းန်းဆိုတာကတဲဝင်လို့မှအစ်စ်ဗျာအတက်ရဆိုတာကင်ကင်းန်းတခုပဲစိတ်တက်ကလုံးဝပြင်းထန်နေမယ်ဆိုရင်အရာအလုံးကပြီးဆုံးစိတ်တာအတိတ်ကဆဲစကားတိုင်းပဲဟိုတော့ကကျွန်တော်စိတ်ကြီးဆောင်နေပြီးသူ့ရဲ့ခန္ဓာကိုယ်သူစိုးစားမှုလေကျွန်တော်ပိုင်းပြီးကပါပါတယ်အဲ့မဲ့ကြိုးစားမှုကိုရှင်းတင်ပြီးတော့လို့ဒီသူ့ရဲ့ဒါ အသက်40ဆိုတဲ့အရွယ်ရှိကိုထိန်းထားနိုင်ခဲ့တယ်လုံးဝဟိုဂေါ့တွေကဂေါ့တွေကလုံးဝဟိုသူရဲ့စိတ်တက်ကတော့လုံးဝဟိုဂုံထိုက်ပြာကောင်းတဲ့စိတ်တက်တွေပဲမြင်ကြတော့လည်းရိုနေဒိုကဒါအောင်ပွဲခံတဲ့ဒိမတ်ကိုနိုင်ပါရဲ့ကျွန်တော်တို့စီးမံနေမှာဆိုကြာမြင့်တင်မယ်ဒါကြာမြင့်နေတင်မယ်ဆိုတော့တော်လီဟိုနေဒိုလောက်ပြနိုင်ဦးမလားဒီဒီချိန်မှာလာ recently fly ရမယ်ဆိုရင်တော့ပို့ပြီးတော့ကျွန်တော်တို့ဂုံကြီးရဲ့ဒါနောက်ဆုံးချိန်တွေကိုကျွန်တော်တို့ဖလားရင်းနဲ့ပို့ပြီးတော့ဒါနိုင်ငံဖလားရင်းနဲ့ ကြည့်ရင်တော့ပို့ပြီးတော့ပျော်ချင်စရာကောင်းတဲ့အခြေအနေလိုပြောလို့ရရပြနေရှင်းလေးကိုတကယ်လို့ဒါတို့လေးရခဲ့မယ်ဆိုရင်တို့ရခဲ့မယ်ဆိုရင်တော့ကျွန်တော်တွေအမဝိုလ်ချော်တွေဒါဒုကုတ်တည်ရနေဝင်ချေဟာပို့ပြီးတော့အစိုးပြပြပြနဲ့ပို့ပြီးအစီအမီတော့မယ်ဒူလေးဒီမင်းရတော့စကားကိုဟောပေါ့ဒိမတ်နဲ့ပွဲပြီးရချင်းမှာစကားကိုပြောချင်တာတော့ဘာလဲအမှတ်ရလဲဆိုတော့ကျွန်တော်တို့တို့ပြောတဲ့စကားပြပါအဲ့ချိန်ကတော့ချမ်ပလိတ်မာကျွန်တော်မတက်မှာကစားနေရရဲမတက်ကနေကျွန်မလက်ကိုပြောနေချင်းမှာကျွန်တော်တက်မှာကစားနေရအဲ့ချိန်တော့ချမ်ပလိတ် မှာသူကဂျိုမတန်နဲ့အီဒီကိုတို့ဝဲတွေ့တဲ့ချိန်မှာဂျိုမန်တက်ကအီဒီကိုအင်္ဂလိပ်ဝါချင်အင်္ဂလိပ်ကြတဲ့ချိန်မှာအီဒီကိုကတူးစီဆိုရလဲနဲ့ကျွန်တော်တို့နိုင်နိုင်တော့တယ်အဲ့ချိန်မှာကလုံးဝနာမကျော်ပြောစရာဖြစ်ခဲ့တယ်ဗျာဆီမနီဆိုတဲ့သူရဲ့ဟောပေါ့ဒါတို့ရင်ဒါမွေးရငဲပါငောပေါ့မြင်းအောင်ကိုတောင်းစတိုင်နဲ့အောင်မဲ့ခံပြအာအဲ့တော့အောင်မဲ့လူစီဆိုရလဲဆိုတော့အာဆီမနီကအဲ့တော့အောင်မဲ့ခံတော့တယ်ဒါမဲ့ဒိုရီက ်တွေကပြောတော့ရတယ်ဒီအောင်မဲ့ခံဟန်ကနောက်ကျတော့မှမတွေ့မဟင်တကယ်လဲဗာလဲဆိုတော့ဂျိုမန်တက်ကနောက်ကျတော့တွားတဲ့အချိန်မှာပလီစီဆိုရာလက်နဲ့အဒီကိုဖြုတ်ပြီးတော့ဟောင်းစင်တက်တွားတယ်အဲ့သုံးကိုလုံးကလည်းဝင်လို့ကြည့်ရဲ့ဟက်ကရှူတော့တယ်လုံးဝအဲ့ချိန်မှာအောင်မဲ့ခံတာတယ်ကျွန်တော်ဒါသူ့ရဲ့အောက်ဆီမွန်ဒီအောင်မဲ့ခံစတိုင်နဲ့ပဲဟိုလိုအောင်မဲ့ခံတော့တယ်လုံးဝကိုကျွန်တော်တို့ဒါစိတ်သက်ပိုင်းနဲ့စိတ်သက်ကအရာကိုပြင်ထန်တဲ့လူတယောက်ဆိုအရာကိုကျွန်တော်လိတာလေဗျာ အလုံးကအဲ့ပွဲကတို့လေဂျင်းကုန်စရာအကောင်းဆုံးပွဲပြပွဲပြီးကမှအောင်ဘက်ခံကြတယ်အတောင်ရောအာချွာရတယ်ပေါ့ပြပိတ်တဲ့ကိုလေဒီလိုအောင်ဘက်ခံရပေါ့အညာနဲ့အမ်ဟိုအီဒီကိုကအဲ့ဒီမစီမင်းတော့ပြောတော့တယ်ဒါဒိုလေးတော့ငစာရဲတို့ဖိုင်ရအောင်ဖြစ်သွားတယ်အဲ့လိုတော့ဖြစ်သွားတယ်ဒါကြောင့်အခုဆိုရင်လည်းအသက်ရွယ်40ရောက်နေတဲ့ကိုတပါးတရားဟာသူတို့ရေနောက်ဆုံးချိန်မှာကိုလစ်ထောင်ပြေတော့မလားအခုဆိုရင်သူကိုက920နဲ့မှကိုကို sorry 920နဲ့မှကိုကိုရှိသွားပြီနောက်ထပ်အဆောင်ပြို့က80တကူတော့ဖြစ်လို့ရတယ် ဒီ900ကိုလေကျွန်တော်တို့ဒါကြာပေါ့ရောင်းပြည့်ရမလို့ထင်နေပြ။ဟောရဆိုတော့လူရဲ့စိတ်ကအခုထိငင်းဟောပေါ့အသက်20ရောဂါမတယောက်လိုပဲအပြင်းထန်နေစေဟိုနေတို့ကျွန်နေမြင်တွေ့နေရတဲ့အသက်ကြီးတွေကခင်းခင်းနဲ့ကြီးလာပြီမဲ့စိတ်သက်ပိုင်းပြင်းထန်နေစေဆိုတာကိုကျွန်တော်ဒါပြီးခဲ့တဲ့ဘွဲမှာကျွန်တော်ကြည်ကျင်အဖြစ်တော့တင်မြရဆိုတော့တကြပေါ့900ကိုတော့ကိုကြီးဖြစ်တဲ့ရုံးလေးကိုပြည့်မယ်လို့ကျွန်တော်တို့ဇုံကြည့်ပါတယ်ဒါကိုနေ့တော့ပတ်သက်ပြီးတော့စိတ်သက်ပိုင်းကိုကျွန်တော်တို့ဒီမှာ40အကြောင်းလေးကိုပြဆက်ပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အမင်းလာရှိတော့ မြေတွေကိုပိုင်ဆိုင်နိုင်ရပါစေခင်ဗျာ